ရှိသမျှအကောင်ထောက်ကြားနေလို့အင်ကိုဖောက်ထွင်းပြီးယတနာပစ္စည်းတွေခိုးယူခံလိုက်ရတဲ့ဝိုင်းချုံမှာအားလုံးမင်္ဂလာပါရှင်ဘာမဆယ်လီဘရတီကနေကြိုဆိုလိုက်ပါဝိုင်းချုံမကတော့အကြော်ရောင်းချရင်းနဲ့ဘလောက်ထိချမ်းသာလာတယ်ဆိုတဲ့အကြောင်းတွေကိုဆိုရှယ်မီဒီယာမှာအမြဲတမ်းထုတ်ကြွားနေတဲ့သူတယောက်ဖြစ်ပါ යි သူမကအချိန်နဲ့အကြောင်းတစ်ခုကြောင့်တက္ကသိုလ်ဆက်မတက်နိုင်တော့ပေမဲ့ဘဝအပေါ်စိတ်တက်ကြနေခြင်းမရှိဘဲလမ်းပိအကျော်ဆန်းတဆိုင်ဖွင့်ခဲ့ပြီးကြိုးစားခဲ့သူပါဒီလိုနဲ့ပဲဆိုရှယ်မီဒီယာမှာလည်းနာမည်ကြီးလာခဲ့ပြီးတော့အယံချမ်းသာလာခဲ့တာဖြစ်ပါတယ်။သူမရဲ့အကျော်ဆန်းကတရက်မှာတိမ်ပေါင်းများစွာရောင်းချနေရပြီးလူသိများလာတဲ့အမြောက်ဝိုင်းချုံမကလည်းသူမရဲ့အောင်မြင်ချမ်းသာမှုတွေကိုဆိုရှယ်မီဒီယာကနေနေ့စဉ်နေ့တိုင်းမယိုးရအောင်ထုတ်ကြွားခဲ့ပါတယ်။ အခုတော့အကြွားလွန်မှုတွေကြောင့်အိမ်ကိုတခိုးဝင်ပြီးတော့ရှိသမျှယတနာပစ္စည်းတွေအကုန်လူယူခြင်းကိုခံလိုက်ရပြီဖြစ်ပါတယ်။သူမအနေနဲ့အခုလိုချမ်းသာလာတာကိုတချို့ကလီစားအားကြမိကြပေမယ့်တချို့ကမနာလိုဖြစ်နေကြတာပါ။ဒီနေ့ဒီနေ့သိန်းပေါင်းဘလောက်ရှောင်းရတယ်၊ဝင်ငွေဘလောက်ရှိရဲဆိုတာတွေကိုထုတ်ကြွနေတတ်တာကအနေရကိုဖိတ်ခေါ်နေရဲဆိုတာဝိုင်းချုံမကသတိမထားမိခဲ့ပါဘူး။ ဒီလိုနဲ့ပဲပြီးခဲ့တဲ့နေ့ကတော့သူမတို့မိသားစုတွေအကုန်အကျော်ဆိုင်ကနေပြန်အလာမှာအိမ်တစ်ခုလုံးမှွေနောက်ဖောက်ထွင်းခံရတာကိုသိရှိသွားခဲ့ရပါတယ်။အိမ်ရှိကနေဝင်ခဲ့တာမဟုတ်ပဲအိမ်နောက်ဘက်ကနေကားထားတဲ့တန်စကားတွေကိုပါဖြတ်ပြီးဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ဝိုင်းကြုံမကဝမ်းနေစွာနဲ့သူမရဲ့အဖြစ်အပျက်ကို Facebook မှာ live တွင်ပြီးဝမ်းနေစွာနဲ့ရင်ဖွင့်ပြောပြလာခဲ့တာပါသူမရဲ့အင်ကိုတခုကဝင်ရောက်ပြီ ိမ်ထဲကတက်တာကိုဖောက်ပြီးယတနာပစ္စည်းတွေစိန်ရွှေတွေအကောင်လုံးကိုလူယူသွားခဲ့တယ်လို့ဆိုပါတယ်။သူမအနေနဲ့တဏီကုံပင်ပန်းစင်းရဲစွာ အကြော်ရောင်းချပြီးတော့စုဆောင်ခဲ့ရတဲ့ယတနာပစ္စည်းတွေပါ။ဒါကြောင့်တတော်လေးကိုဝမ်းနေတဲ့နာဖြစ်ပေမဲ့ဝိုင်းချုံမကတော့ထင်သလောက်ဝမ်းမနေခဲ့ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဓာရီအကောင်လုံးကအတုတွေဖြစ်နေရကြောင်းပါ။တကယ်တော့ရှိသမျှယတနာပစ္စည်းတွေအကောင်လုံးကိုခြံအကျဲကြီးဝယ်ဖို့နဲ့အကျော်ဆိုင်ဖွင့်လှစ်ဖို့အတွက်ယင်းနှမြုံနံပြီးရောင်းချခဲ့ပြီးဖြစ်ပါ යි ။ အခုဗီဒီယိုထဲမှာထည့်ပြီးတော့တင်ထားတာတွေကသူမတို့မိသားစုပွဲလန်းသဘင်တက်တဲ့နေရာမှာလူမြင်ကောင်းအောင်ကြည်ကောင်းအောင်ဝစ်စင်ဖို့အတွက်ဝယ်ယူထားတဲ့အတုတွေပဲဖြစ်ပါတာကခိုးယူသွားတဲ့သူကတော့မသိပဲယတနာပစ္စည်းတွေဗရံများကြီးတွေဆိုပြီးအာရဝန်တာနဲ့အကုန်လုံးကိုယူသွားခဲ့တာပါကံကောင်းစွာနဲ့ပဲဝိုင်းချုံမတို့ကတော့အတုတွေဝတ်တဲ့အကျိုးဆက်အနေနဲ့ တခုအခုခံရတာတော့မှအရန်ကြီးဝမ်းနေနေစရာအကြောင်းမရှိတော့ပါဘူး။ဒါပေမဲ့ဝမ်းချုံမအနေနဲ့တခုဝမ်းနေမိတာကတော့သူမအသေးချရှင်းလင်းထားခဲ့တဲ့အဝိဘီယိုကြီးကိုအကောင်လုံးရှုပ်ပွားအောင်ဖွာသွားခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါရီအကောင်လုံးကိုပြန်လည်ရှင်းလို့ရမှာဖြစ်တဲ့အတွက်တော်တော်လေးစိတ်ပင်ပန်းနေခဲ့ရပါ။ဒါတင်မကခိုးယူသွားတဲ့လူကအခုခေတ်မှာအရန်ကိုကြီးကြီးနေပြီဖြစ်တဲ့ဟင်းချက်တဲ့တဲကိုအနေနဲ့ထမင်းပေါင်းအုပ်တွေကိုပါအကောင်လုံးယူသွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ဝိုင်းချုံမတို့အနေနဲ့အိမ်ပြန်လာတာတော့ထမင်းချက်စားလို့မရပဲ ထမင်းပေါင်းဥလီကအစပြန်ပြီးတော့ဝယ်ယူရမယ့်အဖြစ်ကိုကြုံတွေ့သွားခဲ့ရပါဝိုင်းချုံမရဲ့အဖြစ်ပြက်ကိုကြည်ပြီးတင်ငန်းစာရတင်တာကတော့လောကကြီးမှာကို့မှာပတ်စံရှိတိုင်းချမ်းသာတိုင်းထုံမကြွားတင်မှုဆိုတာပါပဲဝိုင်းချုံမကတော့ဘလို့အောင်မြင်ချမ်းသာလဲဆိုတာကိုဆိုရှယ်မီဒီယာမှာနေ့စဉ်နေ့တိုင်းထောက်ကြားနေရကြောင်းအခုလိုမျိုးအဖြစ်နဲ့ကြုံတွေ့သွားခဲ့ရတာပါကြီးစုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောဝိုင်းချုံမရဲ့အဖြစ်အပေါ်မှာဘလို့မျိုးချင်းမြင်မိကြပါသလဲ